စမယ်မနေ့ကထိုးကြီးမှာတမ်းမတော်စစ်ကြောင်းတစ်ကြောင်းဝိုင်းပေးဆိုတိုက်ခိုက်ခံလိုက်ရတယ်နထိုးကြီးနေရာမှာမမဟုတ်ဘူးပြူစောတိရွာတွေတမ်းမတော်တက်ရင်တွေကဒီတိုင်းနေနေရင်းနဲ့ကိုအဝိုင်းခံထားရလာကြပြီဗျစေဝါပြက်ရိခါပြက်နဲ့တော်တော်ကိုအနေဆင်းရဲ့အစားဆင်းရဲ့ဖြစ်နေကြတဲ့အပြင်စိတ်တက်ရေးရပါကြနေကြမနိုင်တော့မဲ့အတူတူအဝိုင်းခံထားရခြင်းဒါမှမဟုတ် တက်မတော်ဘက်ကစစ်ကြောင်းထွက်လို့စတိုက်ခံရပြီဆိုတာနဲ့ရဲဘော်တွေဟာလက်နဲ့ချခြင်းအလင်းဝင်ချင်နေကြတာတကယ်ကဲပဲဘယ်မှမကြည့်နဲ့မနေ့ကနှထုတ်ကြီးတက်ပွဲက ဖြစ်စဉ်ကိုပဲကြည့်ကျွန်တော်မှအဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးရင်ဘတ်အောက်လာလို့ဟန်နီနွေဦးလေးကိုခေါ်ပြီးရင်ဘတ်လာဖိခိုင်းထားရတယ်တက်ချုပ်ကြီးအန်တီဂျူကိုအောင်ပြေစုံတို့ကတော့အရှုံးပေးတာကြိုက်ပုံမရစစ်သားတွေတွေ့ရရမယ် နောက်ဆုံးအချိန်ထိလေခွက်ကြီးကြံအလံမလဲလှုပ်စီချင်တာတက်ချုပ်ကြီးတို့မိသားစုကတော့စိတ်တက်မာသူတွေဆိုတော့အမြဲတီလို့ပြောတာမထူးဆန်းဘူးပေါ့ထူးဆန်းတာကပြည်သူတွေဗျစက်တက်နဲ့ရန်ကပြက်ပြီဘလောက်ပဲစက်တက်ကိုမုန်းနေပဲပြောပြောမနေ့ကနထိုးကြီးတိုက်ပွဲတက်မတော်သားတွေလက်နက်ချအရှုံးပေးတဲ့ဗီဒီယိုဖိုင်ပို့စ်အောက်မှာသူညီတဲ့အကြောင်းအရာလေးတစ်ခုကိုလာရေးနေကြတယ်ဘာလဲဆိုတော့ လက်နဲ့မချကြပါနဲ့အလဲမဝင်ပါနဲ့လွယ်လွယ်လေးအရှုံးမပေးကြပါနဲ့နောက်ဆုံးထွက်သက်သည့်ခူးကံပေးကြပါဆိုပြီးတော့တမတော်ဘက်ကဝိုင်းအားပေးနေကြတာကိုထူးဆန်းစွာကျွန်တော်တွေ့လိုက်ရတယ်တမတော်သားတွေရန်သူလက်အောက်မှာလက်နဲ့ချအလင်းဝင် အရှင်ဖမ်းခံရတာကိုပြည်သူတွေမကြိုက်ကြဘူးဆိုတာဖော်ထုတ်နိုင်ခဲ့တာမို့အမျက်လိုပဲပြောရမယ်ဗျာ။ တမတော်ကိုမုံချိန်ချောင်ဆောင်နေကြတဲ့ပြည်သူတွေရဲ့မျက်နှာဖုံးသဘောထားအမှန်ကိုခွာခြားဖော်ပြနိုင်ခဲ့တာမို့ဒီနှထုတ်ကြီးတက်ပွဲဖြစ်စင်မှာတမတော်ဘက်ကရှုံးသွားတယ်ဆိုရင်တောင်မှအနိုင်နဲ့ရှုံးသွားတာပါပြည်သူရဲ့မြင့်တာဟာအရာအားလုံးထက်အိုပြီးတန်ဖိုးရှိပါတယ်နေပြီးတော့ကြာသွားလဲပြည်သူမြင့်တာရရတွေတွေတမတော်နိုင်တယ်